ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောက်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့2004ခုနှစ်တုန်းကကမ္ဘာ့ဘောလုံးလောကမှာအမြဲတမ်း Underdog အသင်းတွေ Champion ဖြစ်သွားတာမှတ်မိကြမှာပါ။ Greek Champion ဖြစ်တဲ့ Valencia Champion ဖြစ်တဲ့ဒါတစ်ချိန်တည်းမှာပဲအသင်းတော်တော်များများ Champion စုတွေအားလုံးဟာဒါ Porto Champion ဖြစ်ပြီးတော့တကယ်ကို Underdog အသင်းတွေ Champion ဖြစ်လို့ဒီ2025ကလည်း ါ DRT မာတွေလုံးဝကို surprise ပေါ့လေဒါဟိုတနေ့ကပဲကျွန်တော်တို့ဘိုလိုညာက AC Milan ကိုနိုင်ပြီးတော့နှစ်ပေါင်း90ကြာမှာပထမဆုံးချင်း champion ဖြစ်တယ်ဆိုတိတ်မကြဘူးဒါ Newcastle United ကလည်းဒါ Liverpool ကိုနိုင်ပြီးတော့နှစ်ပေါင်း80မှာပထမဆုံး champion ဖြစ်ပြီးတော့ Crystal Palace ကနှစ်ပေါင်းတက်တန်120ကလပ်သင်းရဲ့တမိုင်းတစ်လျှောက်မှာဘယ် major trophy မှမရခဲ့ဘူးပဲ ਨੇ ဒါသူတို့လဲ Manchester City ကိုနိုင်ပြီး champion ဖြစ်တယ်ဒါ City က9ကြိမ် champion ဖြစ်တာတယ်10ကြိမ်မြောက် champion ရဖို့အသေးအံကြိုးမှနေဆိုဒီနေ့ကျွန်တော်နားမလည်တဲ့အချက်က Manchester City အသင်းဟာ total အားဖြင့် 88ရာခိုင်နှုန်းတပွဲလုံးကစားတယ်ပထမပိုင်းမှာဆို80ကျော်ဒုတိယပိုင်းမှာ80ကျော်ဒါပေမဲ့ဂျားတွေကပါစနစ်ချိုးလဲဆိုသူတို့88တိရှိတယ်ချက်စီလုံလောက်တဲ့ခရီးမှုတွေမလုတ်ပြလဲစစ်တီရဲ့ဒီပွဲရဲ့အဓိကအဆုံးဖြတ်ကဘာလဲဆိုတော့ attacking ပိုင်းမှာဟာလန်ယောဥမာမမှုရှုံးကဘာမှမလုပ်နိုင်ပဲနဲ့တောင်ပံကစားမနှစ်ယောက်ဖြစ်တဲ့ဂျီရိုမီဒိုကူနဲ့ဆာဗီညိုရှီကတခုခုလုတ်ပြနိုင်ပါ့ ြနိုင်ပါမှာဆိုတဲ့အချက်ကပဲရှောက်နေရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘရိုင်းနာရှီကပထမပိုင်းမှာတကယ်ကောင်းတဲ့ cross တစ်လုံးထွက်တယ်။ Haaland ပိတ်သွင်းတယ်။ဒါကဘူမာဆိတ်သွားတယ်။နောက် set piece ကတစ်လုံးခေါင်းတိုက်တယ်။ Jesus Guardiola တိုက်တယ်။ဒါလောက်ပဲ။တပွဲလုံးတိုင်းတာမှာကမန်ဒဘရိုင်းနာရှီကဘာမှ22တူမထွက်ပြလာဘူးဒီခါဘန်နာဒိုဆီလ်ဘာဘလုံးကိုင်တဲ့အတွင်းဝင်တယ်ပြန်လှည့်တယ်ဒီခါထောင်းလိုက်တဲ့အခါမှာဖာပို့စ်မှာလူရှိတာနဲ့ဒါကဒီတိုင်းပဲ ဆိုတော့ဆဗင်ညိုကိုကြီးလိုက်ရင်လည်းဘယ်ဘက်ချမ်းကမစ်ချဲကိုလုံးဝမကြိုတာဆိုတော့ခရစ်စတီဘယ်လစ်ကန်စစ်ကရန်ကို solid ဖြစ်တယ်ဆိုတော့ city ကဒါဟာလန်ရဲ့မမှုရဲ့ဂျာမီဒိုကူရဲ့ဆဗင်ညိုကိုထားပြီးတော့ဘန်နာโดဆစ်ဘာနဲ့ဒီဘရိုင်းနာကလိမ့်ပန်အမှန်တကယ်ကသူတို့ကမမှုရှူသုံးမယ်ဆိုရင်ဒါဒီဘက်ကဒိုကူနဲ့ဒါဆဗင်ညိုတွေကတယောက်ပဲထုတ်ခဲ့ရပြီးတော့ကွင်းလေကဂွန်ဒွန်ကန်ပဲဖြစ်ဖြစ်ကိုဗစ်ချစ်ပဲဖြစ်ဖြစ်အဲ့လိုကွင်းလေဘောကယ်ရီယာတယောက်ထားမှာအခုကကွင်းလေနှစ်ယောက်လုံးကအလုံးမဖြစ်တဲ့ခါမှာ ခရစ်စတီးပဲလစ်ကရဲ့ဖူပတ်တွေတော်တော်လေးကောင်းတယ်သူပြည့်ဒါညာတောင်ပံကဒီဘယ်လိုပြောမလဲဒါဒန်နီယယ်မူနော့စ်ရဲ့ဟိုဘက်ကထိုင်ရစ်မစ်ချယ်နှစ်ယောက်စလုံးဟာဖော်ထရပ်ဘက်အရန်ပြန်လုပ်တယ်နောက်ခက်စစ်ကခရစ်ရစ်ချယ်ရဲ့နောက်လက်ခေါ်နဲ့မာဂီဟီ၃ယောက်ရဲ့စန်တဘက်ကအရန်ကောင်းတယ်အဲ့ဒါကိုမှအဒမ်ဝေါ်တန်နဲ့ဒါကမာရာနှစ်ယောက်တကယ်တမ်းခရစ်စတီးပဲလစ်တိုက်စစ်မှာအလုပ်လုပ်သွားတာ၃ယောက်ပဲရှိတယ်အဲ့ဒါက SC ရဲ့စာရဲ့ ကျွန်တော် John Philip မထက်ထားရင်တံပြန်ကောင်တာရရင် Crystal Palace ကအမြဲတမ်း threat လုပ်တယ်ဒါကိုးသွားတဲ့အလုံးဆိုရင် Manchester City ကအဲ့မတိုင်တယ်မှာတိုင်းတိုင်းနဲ့ကိုးရဖို့လုပ်နေရင်ကိုးလို့ရင်ကိုးမရနဲ့18မိနစ်မှာ Crystal Palace က first attack ကနေကိုးရသွားတယ်တံပြန်ကောင်တာကိုမထက်တာ hold တပ်ပလီလုပ်တယ်ဒီ right back မှာ overlap လုပ်လာတဲ့မူညော့ကိုထပြီးချပြီးတဲ့အချိန်မှာ area ထဲမှာ AC လှလပပပိတ်သွင်းသွားတယ်ဆိုတော့ Palace ကသူ့ရဲ့ game plan ကရှင်းတယ်ဒီဘွဲဟာသူ့အနေနဲ့ ဒါတမ်ပြန်ကောင်တာ transition တွေကိုအားကိုးမယ်တကယ်တော့သူတို့စောစောစီကိုးရတာတို့သူတို့ဥဆောင်ကိုးရရင်ဒါကသူတို့ defensive mindset defensive master plan ကိုသူတို့ချမှာဒါသူတို့ရဲ့ game plan ပဲအဲ့ဒီအချိန်မှာ man city ကကိုးပေးလိုက်ရတယ်ဒါပေမဲ့ဒီနေရာမှာ condo version ဖြစ်ရတယ်လေဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ christian bellis ကိုသူမှာဒါ eco area c အချို့ဘောအပြင်မှာ area အပြင်ဘက်မှာ haland ဆွဲမဲ့အလုံးကိုလက်နဲ့တားဆီးလိုက်တယ်လို့ haland ကသူ့ကိုကြော်တယ် ဒါဟန်ဒဆင်ကဒင်းလဆင်ကတားတယ်တကယ်တော့ဒါကတေချာပေါက် straight rap ပြဂိုးသမားတယောက်ဟာအေရိယာကျော်သွားတဲ့အချိန်မှာလက်ထွက်သွားပြီးဆိုရင်ဒါဟာဘာမှပြောစရာကိုမရှိဘူးဒါ straight rap ပဲကျွန်တော်မှတ်မှတ်ရရ EFL က final ကံကနီပြီးခဲ့တဲ့၂၀နှစ်တုန်းကယူကာဆင်နဲ့ဒါ Man United မကန်ကြီးမှာဒီဂိုးသမားနစ်ပုတ်ရှေ့ကိုတက်ဖြတ်ရင်းနဲ့ချော်ပြီးတော့လက်ထိသွားတယ်သူထောက်ခံရတယ်သူတို့ final မှာမပါခဲ့ဘူးအဲ့ဒါကတေချာပေါက်အနီးပြရမှာကျွန်တော်နားပြတဲ့အချက်ကဘာကြောင့်အနီးမပြလဲ ဖီယာကလူကြီးဆုတ်ဖြတ်တဲ့ decision ကသူတို့ဘာလဲဆိုတော့ဟာလန်ဟာဂိုဒမာဒင်းခန်တစင်ကိုကြော်သွားခဲ့ရင်တောင်မှအဲလိုဟာကိုသွင်းနိုင်တဲ့ opportunity ကိုသွင်းနိုင်တဲ့အခြေအနေမျိုးမရှိဘူးလို့သူတို့ယူဆတဲ့အတွက်ဆိုပြီးတော့အဲ့ဒါကိုဒါအန်ဒိုင်ယိုက်အင်ဒီကက်ဖြစ်မှတ်မှတ်ဘူးဒါတကယ်တော့ဒိုင်ယိုက်အင်ဒီကက်ကတတ်ကိုတတ်မှတ်ရဆိုအဲ့ဒါက decision လုံးဝမှာဖီယာကတော့ကျွန်တော်ပြောချင်တာက line ပေါ်မှာဖြစ်ရင်တော့တမျိုးသူ့အရာအရှင်းကြီးဖြစ်နေတာဗျာ ဒါပေမဲ့အဲ့ဒီလုံးကိုဂုံဟိုတိုက်ရဲ့အနေကထုတ်ပြီဆိုဒီပွဲကမစီဒီပွဲဖြစ်ကိုဖြစ်မှာဒါပေမဲ့ credit ပေးရမှာက Crystal Palace ကတပွဲလုံးအတိုက်တာနဲ့အဲ့ SC ကိုတောက်လျှောက်ဦးဆောင်တာဘန်နာရိုဆေကာကို Tyre Mitchell foul line လို့ penalty ပေးတယ်ကျွန်တော်နောက်တစ်ခုက Haaland ပေါ့လေဒီရဒီမှာသူ penalty 3လုံးလွဲထားတယ်ဒါပေမဲ့သူကိုယ်တိုင်ယုံကြည်မှုမရှိတာလားတကယ်အရေးကြီး Haaland ဆိုရင်အခုတကယ် major ပြိုင်ပွဲကြီးတွေဘူလူပွဲရောက်တိုင်းမှာဂိုးမရတဲ့အမှတ်တမ်းကဇက်တိုက်ပဲ ဒါမေချာပြိုင်ပွဲကြီးစီမှာဆိုဟာလန်ကိုကျွန်တော်တို့အမြဲတမ်းမျှော်လင့်ထားတယ်သူဘလောက်ကောင်းလဲဆိုကျွန်တော်တို့သိပေမဲ့တကယ်တမ်းပွဲကြီးတွေကြောင့်ဟာလန်ရဲ့စွမ်းဆောင်ရည်ကတော်တော်လေးဆူဆူဝါးဝါးပဲအခုလက်ရှိနေထားရဟာလန်ကဂိုးတကူရဖို့တော့တော်တော်လေးရုန်းကန်ရတယ်မေချာဖိုင်နယ်မှာအဲ့ဒါကတကယ်စတိုရီဖြစ်ခဲ့ပြီးတော့အခုလက်ရှိမှာဟာလန်ကသူပနတီမကန်ပဲမာမုရှ်ကိုပေးကန်တယ်ဒိန်းဟန်ဒါဆန်စေးသွားတယ်တပွဲလုံးတိုင်းတာနဲ့ကြည့်လို့ရှိရင် ါမန်ချက်စတာစီးတီးကဒုတိယပိုင်းမှာရောပထမပိုင်းဘိုင်းလို throughout minute 96အောင်မှာ Palace ကိုကောင်းကောင်းကိုဒါ attack ကမလုပ်နိုင်ဘူး။ဂိုးရပူကကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ Jeremy Doku ကလွဲရှင်ဂျန်နက်ဖက်ချန်900အကြောင်းကိုမရှိဘူး။ ဒုက္ခကလည်းကောင်းတော့မဟုတ်ဘူးသူ့ရဲ့ချေနှုတ်သိမ့်မြန်မှုနဲ့တူးချင်းကြော်ဖြတ်မှုတွေက Palace Chelsea ကိုတခါတခါ chaos ဖြစ်စေတယ်ဒီဘက်ကစပိန်ညိုကလုံးဝမတက်နောက်ဤပြကအပြောင်းလဲတွေလုတ်ကူလုံးဝမဲ့အချိန်မှာလည်းအပြောင်းလဲကတော်တော်နောက်ကျတယ်86ကျမှ Claudio Ashabu ဝင်လာတယ် Phil Foden ဝင်လာတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်က Claudio Ashabu ဝင်လာတဲ့အချိန်မှာကျွန်တော်ဟူလီယန် Everest တုံးကကစားခဲ့တဲ့ vibe မျိုး area တွေကနေ late run တွေကနေသူ half chance တွေရတဲ့ပုံစံလေးတွေတွေ့တယ်သူ Nico Riley တလုံး De Bruyne ဖန်တီးပေးတယ်နောက် De Bruyne ဖန် တီးပေးတာကပဲအရှာဘယ်တလုံးဖန်တီးတယ်ပဲလစ်ကိုမှအကုန်စေ့သွားတယ်ဆိုတော့ပဲလစ်ကိုမှဒင်းဟန်ဒဆန်အနိကပြသိပြခံရတဲ့နာမှန်တယ်ဒါပေမဲ့အဲ့ဒါကလွဲရင်တပွဲလုံးမှာသူဟာအကောင်းဆုံးကစားတယ်ခရစ်စတီးလစ်ကတလုံးနဲ့တော့ကိုသူတို့ဖိုင်နယ်တက်လာတဲ့တလျှောက်လုံးမှာသူတို့ဒါမီဝေါ်ကိုအိမ်ခွင်မှာ3-1နဲ့တကူပေးရတယ် ဒါ throughout this တခြားလုံးမှာကိုတကိုးမှမပြရဘူးဒါ scan တော့ကို 1c token star ကို 2c mio 31 now fulan နဲ့ aston villa ကို 3c ဒီနိုင်ပြီးတော့အခု final မှာ champion champion ဖြစ်ဖို့ရည်မှစားတဲ့ man city ကိုတကိုးခုရှင်းနိုင်တယ်ဒါက crystal palace တမိုင်းတခြားနှစ်ပေါင်း120အတွင်းဒါပထမဆုံးချိန် ချန်ပီယံဖြစ်တဲ့ပဲလစ်ကဒါ1999ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကိုဒါ3-0စီတီးကြပြီး replay မှာသူတို့ရှုံးသွားတယ်။နောက်2016ခုနှစ်မှာ United ကိုပဲ2-1နဲ့ extra time မှာရှုံးပြီးတော့ဒီဒီချိန်မှာတော့ Manchester City ကိုသူတို့နိုင်သွားတယ်။ The Bounds 120တွဲမှာ Crystal Palace ရဲ့ပထမဆုံး Champions Supply ကိုရယူခဲ့ပြီးတော့ Pep Guardiola ကတော့2019ပိုင်းမှာပထမဆုံးချိန် ဖလားလက်မှတ်ရာသီနဲ့အဆုံးသတ်လို့ဒီဘရိုင်းနာရဲ့နောက်ဆုံးရာသီကလည်းဖလားလက်မှတ်နဲ့အဆုံးသတ်ခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်